သူတို့စင်ကဲမတောင်းလဲခင်ကဘယ်လိုပုံစံရှိတယ်ဆိုတာပါကြည့်ကြပါမယ်။ဒါကတော့တက်ကတော့ပါ။လေဗင်းရှိကြီးနဲ့အနေတော့ကတည့်ရွက်တွေကိုမှစားကြပါဒီလိုအနည်းဟာတည့်ရွက်တွေကပိုပြီးအရသာကောင်းလို့တော့မဟုတ်ပါဘူး။တခြားတဲ့တော်ဝါတွေမစားနိုင်တော့သူတို့ပဲဝဝလင်လင်စားရပါတယ်။အဲ့ဒါအပြင်အဝေးကတိရစ္ဆာန်တွေကိုကြိုနေနိုင်လို့ရဲရဲလေးထိဆုံးကပြေးနိုင်ပါတယ်။ဒါကဖဲလာဒိုဒရီယာမှာလွန်ခဲ့တဲ့20 25မီလီယံကြီးရောက်ကတက်ကလောက်ပါ။ဒီနောက်မှာတော့ဒီလို ဒီလိုကနေမှဒီပုံစံထက်သွားပါတယ်နာမည်ကတော့ကျမရဲ့မှာဒါပေမဲ့မပြီးသေးပါဘူးဒီကနေမှလက်ရှိကျွန်တော်တို့နေနေရတဲ့တက်ကလက်အုပ်ကိုတောင်းသွားတာပါဒီပုံစံကလွန်ခဲ့တဲ့နှစ်1မီလီယံလောက်တည်းကဖြစ်နေတာပါလေဗင်းရှိလာတိုင်းအကောင့်ကြီးသွားတာလားဆိုတော့မဟုတ်ပါဘူးအကြီးဆုံးကဒီကောင်ကြီးပါလေဗင်းမရှိရသေးခင်တည်းက1246ကီလိုဂရမ်လောက်ရှိနိုင်တဲ့အရာမကြီးပါကျွန်တော်သာလွန်ခဲ့တဲ့နှစ်7မီလီယံကိုတရားရောက်သွားလို့ဒီကောင်ကြီးနဲ့တွေ့ရင်ဒါကကျွန်တော်စိုက်ပါတက်ကလက်အုပ်တွေကလေဗင်းရှိလာပေမဲ့ evolution လောက်ချင်လို့ရှိတာပါတောက်သွားတဲ့ကောင်တွေလည်းရှိပါတယ်အဲ့ဒါကတော့တခြားကောင်တွေမဟုတ်ပဲမွေးတွေပါအရင်က6ထောက်ရှိကြပါတယ်ဒီလိုကြီးတော့မဟုတ်ပါဘူးဒီလိုပါ6ထောက်သေးသေးလေးတွေနဲ့ရှေ့ကကြည့်လိုက်ရင်ချစ်ဖို့တောင်ကောင်းနိုင်ပါသေးတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာဓာမျိုးလာတွေ့ရင်တော့ဒါကငကားတကယ်သွားပြီမို့လို့ကိုးခွေတဲ့သူတွေပေါ်လာနိုင်ပါမွေးဆိုမှသူ့အစာကြွက်တွေကလည်းမိထားလို့မရပါဘူးဒီကောင်တွေက evolution မှာစင်ကဲပြောင်းလဲလိုက်လို့သူပါပါဝရသွားတာပါအစောပိုင်းကြွက်တွေကအမောင်ထဲမှာအစာရှာရပါပဲမျက်လုံးမကောင်းတော့ခဏခဏတေးရပါတယ် ီတော့သူတို့လည်း evolution လုပ်ဖို့စဉ်းစားလိုက်ပါတယ်မြန်လုံးကိုတော့မဟုတ်ပါဘူးနားကိုပါဒီလိုပုံစံကနေမှဒီလိုတက်လာတာပါဒီနားကြောင့်ပဲတခြားကောင်တွေကတ်လာပြီဆို spider ဆက်လို့လို့ဘာလို့လို့နဲ့တိုတိရလို့ပြေးနိုင်ဒါတော့ကြွက်ရဲ့ super power လင်းနှုတ်နဲ့ရှင်လိုက်ရင်နိုင်ပါသေးတယ်။အမောင်ထဲမှာနေရတာချင်းအတူတူတော့လင်းနှုတ်တွေကနားတွေမျက်စိတွေဖွင့်ပြိုးလာတာမျိုးမဟုတ်ပဲ super power တစ်ခုရလိုက်တယ်လို့ပါပဲ ဒါကဘာလဲဆိုရင်အကူ location လို့ခေါ်ပါတယ်လင်းတို့တကောင်အမဲလိုက်နေရင်အတန်တချို့ထုတ်လိုက်ဒီအတန်ကတခြားနေရာတွေကိုသွားထိပြီးပြန်လာဒီပြန်လာတဲ့အတန်ကိုမှနားထောင်ပြီးတားကောင်ဘယ်နေရာမှာရှိနေလဲအတိအကျသိနိုင်ပါတယ်တိကျချက်ကလေရဲက insert တွေကိုတော့ခန်းနေတယ်သူတို့ရဲ့ evolution ပုံတွေကတော့တိတိကျကျမရှိတာမလို့တရားကိုခက်ခဲပါတယ်တချို့ပညာရှင်တွေကတော့ dinosaur ခေတ်တွေကဖြစ်နိုင်တယ်လို့ပြောကြပါတယ်ထားပါတိတိကျကျသိနိုင်မယ့်ကောင်တွေပဲပြောအောင်လွန်ခဲ့တဲ့နှစ်ပေါင်း25မီလီယံကိုပြန်သွားရအောင် ဘာမှမသိတဲ့နေရာမှာပါဒါကပရိုအိုင်လာရပါကဘာပထမဦးဆုံးကြောင်ပေါ့သူ့ကိုခဏလိုက်ကြည့်အောင်ခုနဖြစ်တာကိုကြည့်လိုက်ရင်သူတို့မသေးဖို့စင်ခက်တောင်းလဲဖို့လိုပါတယ်ဘာတောင်းလဲရမယ်ဆိုတာတော့ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါမစဉ်းစားခင်တဲလွန်သားလေးတွေအရင်ပေးပါမယ်။ဝင်းတင်နေမှာပါ။ အဖွဲလိုက်နေကြတဲ့ကောင်မျိုးလည်းမဟုတ်ပါဘူးအသက်ရှင်ဖို့ဆိုတာမတည့်အောင်နေတာဖြစ်လို့ evolution ကအမဲလိုက်တဲ့နေရာမှာလည်းအသုံးဝင်ရပါမယ်အချိန်55စက္ကန့်ပေးပါမယ်ရွေးပြီးကိုမန်ထဲမှာရေးခဲ့ပါအတကယ်မှကဒီသုံးခုတည်းကမဟုတ်ပါဘူးစပိပါငံဖို့လိုပါတယ် ဒီမှာတဲ့ကွင်းပြင်ထဲမှာမိုင်း90လောက်ထိပြေးနိုင်တဲ့ချီတာတွေဖြစ်လာတာပါတကယ်လို့ကွင်းပြင်ထဲမှာမဟုတ်ခဲ့ရင်တော့ရောက်နေတဲ့ဒေတာအလိုက်ပူးမားကနေခြင်သိတွေအထိဖြစ်နိုင်ပါတယ်ပြောလာရင်လည်းကုန်းပေါ်ကောင်နေနေညားပြီရေထဲသွားကြည့်ရအောင် Hello how are you I am under the water please help me here too much raining Okay ပြန်စကြတာပေါ့ဒီတခါဘယ်ကောင်အကြောင်းပြောရင်ကောင်းမလဲဒီကောင်ကိုပြောကြတာပေါ့မနေဘူးမလား ဒါကတော့ရေပေါ်ဝဲပါခုနလိုအရောင်တောင်းတာအပြင်ညံလဲကောင်းကြပါတယ်သူတို့ရဲ့အစောဆုံးပုံစံကဒါမျိုးပါပလက်ထရွန်ကိုစားရလို့လဲခေါ်ပါတယ်ပါတာစီတမောလို့ပဲအလွယ်မှတ်ထားလိုက်ပါဘယ်အချိန်ကလဲဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း485မီလီယံလောက်ထဲရပါ evolution ဖြစ်လာတော့အရောင်တောင်းတာနဲ့ပုံစံနေမဟုတ်ပဲညံရေပါတောင်းလာပါတယ်တကယ်တော့ကျွန်တော်တို့ကညံကောင်းနေလုံးလို့သာကျွန်တော်တို့တို့ကဘာမှမဟုတ်တာပါတခြားကောင်တွေနဲ့ရှင်လိုက်ရင်တော့အများကြီးတာပါတယ်ဒီရေထဲမှာညံအကောင်းဆုံးကောင်တွေက IQ 45နဲ့ dolphin တွေပါ ရေပွဲတွေကတော့သူတို့ထအိုင်ကျုံနိုင်နိုင်ပါတယ်ဒါပေမဲ့အိုင်ကျုံနိုင်နိုင်လဲရှေ့ရကောင်ကိုမမိတာတော့မဟုတ်ပါဘူးသူ့နေရာနဲ့သူ့ပါပဲရေပွဲတွေရဲ့အုံနှောင်းကဒါဆိုရင်သူတို့ရဲ့ညံကောင်းမှုကိုခေါင်းထဲမှာ40ရာခိုင်နှုန်းပဲထားပါတယ်ကျွန်တော်တို့ရဲ့ညံကောင်းမှုတွေကိုစာထဲမထည့်သလိုပါပဲကျန်တဲ့60ရာခိုင်နှုန်းကတော့လက်ရှိချောင်းထဲမှာရှိပါတယ်ဒီလက်တွေကပင်မအုံနှောင်းမပါပဲအရသာခံတာတွေရွေ့တာတွေလုပ်လို့ရပါတယ်ဒီတော့ရေပွဲအသိန်းတွေသွားစားရင်တတိထားပါရေပွဲနဲ့အချင်းချင်းအရသာခံပြီးကစ်စုပ်နေသလိုပါပဲ ကောင်းပါလေးမရှိလို့တစ်တောင်မပေးဘူးဆိုရင်တော့သွားဝယ်စားကြည့်ပါရေပွဲဝယ်ချင်တာမဟုတ်ပဲဝီပီအင်ဝယ်ချင်တာဆိုရင်တော့ဒီမှာလာဝယ်လို့ရပါတယ်ဝီပီအင်နေမဟုတ်ပဲ ChatGPT နဲ့ Camaro လို့ Premier နေပါဝယ်လို့ရတာတကယ်လို့လိုအပ်လာရင်သတိရလိုက်ပါသင်ကဲတောင်းလဲခဲ့တဲ့ကောင်တွေအကြောင်းပြောပြီးပြီဆိုတော့အခုတခါမတောင်းခဲ့တဲ့ကောင်တွေကိုပြောပါမယ်ဒီရုပ်သိုးပန်းသိုးကောင်ကနေစရအောင်သူ့နာမည်ကတော့အဲ့ဒီငါပါရှိခဲ့တာကတော့နှစ်430မီလီယံလောက်ရှိပါပြီဒါပေမဲ့လွန်ခဲ့တဲ့နှစ်100မီလီယံလောက်တည်းကဒီပုံစံကနေမတောင်းတော့တာပါဘာလို့မတောင်းတာလဲဆိုရင်တော့မလို့လို့ပါ ်ဂျေယောက်အနက်မီတာ200လောက်မှာနေကြပြီထွေထွေထူးထူးပြောင်းလဲဖို့မလိုပါဘူးသူတို့ရဲ့ site ကတော့လူတွေနဲ့ရှင်လိုက်ရင်ဒီလောက်ရှိပါတယ်စိတ်ဝင်စားရင်တော့နတ်ဂျီယိုဝိုင်းမှာတွားကြည့်လို့ရပါတယ်တကယ်လို့တွားကြည့်ပြခဲ့မယ်ဆိုရင် hot show crack ကိုပါကြည့်ခဲ့ပါသူတို့ကလည်းအတူတူပါပဲဒါပေမဲ့နည်းနည်းတော့ပိုဆန်းပါတယ်ဒီလိုပါအရာ ဟောရှုခရပါပဲမြန်မာနိုင်ငံမှာရှိပါတယ်ဒီလားလို့လည်းခေါ်ပါတယ်သူတို့တွေးရဒီရောက်မဟုတ်ပဲအတရာရောက်ပါစားလို့လည်းရပါတယ်ဟောရှုခရဆိုပေမဲ့သူတို့ကငန်းမျိုးတွေရတော့မဟုတ်ပါဘူးပင်နဲ့ပင့်ကူနဲ့ကင်မီကောက်တွေပဲပိုရောက်ပါတယ်ဒီရေတရဝါတွေတဲကပဲချို့ကြတော့ evolution လောက်တာတခါတည်းအောင်မြင်သွားလို့ထတ်ကြောင်းစရာမလိုတော့တာမျိုးလည်းရှိပါတယ်ဒါကတော့ဒီကောင်ပါလက်တလက်လို့လည်းခေါ်ပါတယ်ဘာမှဆက်မပြောခင်သူရဲ့ကြောက်ထည့်ရုပ်ကျွင်းကိုအရင်ကြည့်ကြည့်ပါအကုန်အတူတူပါပဲဒီလိုမတောင်းလဲခဲ့တာ200မီလီယံလောက်ရှိပါပြီဒါကကြောက်ထည့်ရုပ်ကျွင်းဆိုရင် ီကောင်ကအသက်ရှိနေတဲ့ကြောက်ခဲ့ရုပ်ကျွင်းပေါ့သူ့ကိုကြည့်လိုက်ရင်ဒါကအခွန်အဲမှာမှအကောင်ပါလက်လိုမျိုးပါပဲအခွဲလို့တော့မရပါဘူးအဓိကကဒီအခွန်မှာသူတို့ပောင်းဝင်ကြရင်တော့အဖတ်ရဲ့လုံးလို့စင်ကဲပြောင်းလဲဖို့တော့မလိုပါဘူးဒီလိုကောင်တွေကိုပြောလာလို့ငားတွေကနန်းတွေနဲ့ဘသွန်လိုကောင်တွေကပဲ evolution မရှိတာလားဆိုရင်တော့မဟုတ်ပါဘူးဒီထဲမှာငမန်းတွေလည်းပါပါတယ်ဒီငမန်းတွေပါ goblin ရှာတွေလို့လည်းခေါ်ပါတယ်သူတို့ကလည်းဂျင်းနှစ်ပိုင်းကပါပဲကျွန်တော်ကတော့ဒီကောင်ကို evolution ဖြစ်စေချင်ပါတယ်ဘာလို့ဆိုဒီရုပ်ကိုသေချာကြည့်ပါ ဖိုးလိုက်တဲ့ရုပ်တန်တာမတောင်းရင်တော့ရုပ်လေးတော့တောင်းတင်ပါတယ်ရှေ့ကပြောခဲ့တဲ့ကောင်လေးကိုခြာကြည့်လိုက်ရင်ဟော်ရှိုခရကလွဲပြီးကျန်တာတွေကရင်းနှီးပိုင်းမှာနေတဲ့ကောင်တွေပါဒါကဘာကြောင့်လဲဆိုရင်ရင်းနှီးပိုင်းတဘာဝငြိမ်လွန်းလို့ပါတကယ်လို့ evolution လောက်ကြမယ်ဆိုရင်တော့ကုန်းဘဝကောင်တွေလိုမဟုတ်ဘဲတော်တော်ကိုကြာပါလိမ့်မယ်ဒါပေမဲ့လည်းဒီကောင်ကြာမှသေးတယ်ဒီကောင်ကကုန်းဘဝပါသင်ခဲပြောင်းလဲမှုမရှိတာလေနှစ်မီလီယံနဲ့ချီပါပြီသူ့ကိုခဏတွေ့ဘူးပါလေဒါကတော့ခဏရဲ့အချစ်တော်ကြီးပိုးဟပ်ပါပိုးဟပ်တွေကလည်း evolution မရှိတာတော်တော်ကြာပါပြီ ီဗီဒီယိုရဲ့နောက်မှာဘူးတကားမှာရှာမကြည့်ရင်မြင်ရခဲ့တဲ့သတ္တဝါအချို့ရဲ့ဗီဒီယိုတွေကိုထည့်ပေးထားပါမယ်။နောက်ဆိုရင်တော့ evolution ရှိခဲ့တဲ့သတ္တဝါတွေနဲ့မရှိခဲ့တဲ့သတ္တဝါတွေကိုတိမိခေါင်းမိရှိမယ်ထင်ပါတယ်။ဒါကြလို့ဒီလိုဗီဒီယိုတွေဖန်တီးတတ်ခြင်းရင်တော့ကျွန်တော်ဒီမှာ editing သင်တန်းလာတက်လို့ရပါတယ်။အတော့ဒါမှမဟုတ် desktop တော့ရှိဖို့လိုပါလိမ့်မယ်။အတွေ့ဖို့အတွက်ဥပမာမှာလည်း link ထည့်ပေးထားပါတယ်။ YouTube ပေါ်ကကျွန်တော်တို့တခြား content တွေတွေ့ခဲ့ရင်တော့အဲ့ဒါကျွန်တော်သင်ပေးထားတဲ့သူတွေမဟုတ်ပါဘူး။အားမဆိုးလို့ပါ။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ နောက်ဗီဒီယိုကြတော့မှကျွန်တော်တို့ပြန်တွေ့ကြမယ်